အဲ့ဖက်ဒရယ်ဒီမိုစီကိုဘယ်လိုလက်တွေ့အကုန်ထည့်ဖို့မလဲဆိုတော့ဒီနေ့ကျွန်တော်တို့တော်လိုင်းဘက်ကအဖွဲ့ရှိရအကုန်လုံးကညှိရတော့မှအခြေရောက်လာပြီအဲ့ဒါညှိပြီးတော့ရှေ့သွားမဲ့လမ်းကြောင်းကိုဖက်ဒရယ်ဆင့်မှာရှင်းနိုင်တဲ့အခါကျတော့မှဆီယနာရှင်စနစ်ကိုအမိပြုတ်တိုက်ရေးဆိုတာကလက်တွေ့ဖြစ်လာနိုင်တယ်အခုကဆီယနာရှင်စနစ်ကိုတိုက်ကြတိုက်ကြပြီးရင်ငါတို့ကြီးကျက်လုပ်ကြတော့ဘုံဆိုတဲ့ပုံစံနဲ့သွားနေလို့ဖြစ်နေပွင့်လင်းပြောရစေခင်ဗျာအာနာဆိုတဲ့ထိုင်ကိုထိုင်လိုက်တဲ့အခါမှာ ဘလောက်ပဲကြည်ကြည်ဘလောက်ပဲတည်တည်အာနာထိုင်ကုန်ဟာလူတွေကိုဖျက်ဆီးတာပဲအဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့ဟိုကိုကျင်တရားပိုင်းတွေကိုဒေါ်လိုင်းစိတ်တက်နဲ့တင်တာတစ်ပိုင်းဒါအခြားတစ်ပိုင်းကတော့ဝေးစီအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းကိုရှောက်ကူရှောက်မှရတော့ကျင်းပြတ်ချက်စားမှုကိုမချက်စားပါနဲ့လို့တရားဟုတ်နေမရဘူးကိုကျင်တရားကောင်းရမယ်ဒေါ်လိုင်းစိတ်တက်မိုးရမယ် ပြည်သူတွေနင့်နာခံရမယ်အဲ့ဒီခမရအကောင်းဆုံးကြိုက်တဲ့နိုင်ငံရောရတဲ့ကျင့်ပြချစားမှုထင်းလို့မရဘူးအဲ့ဒါကိုလူလူတရလုံးကလည်းခရီးအချိန်မှာစဉ်းစားဖို့လိုလာပြီဒီဥစားကကဘာတခွင်လုံးနဲ့ရင်ဆိုင်နေရတဲ့ပြဿနာလုံးနဲ့ပဲတွားလို့ရတယ်တခြားနဲ့တွားလို့မရဘူး crime ကျူးလွန်ထားရင်အဲ့ crime ကခမရနောက်မှာတတလုံးပါနေတယ်တွားပြီးတော့လုံးနဲ့တွားကန့်တတ်လို့မရအဲ့ crime ကိုပြစ်မှုကိုမပေါ်မချင်းခမရတာဝန်ရှိနေတယ်လုံးဝတွားပိတ်ပင်လို့မရဘူးဘာကြောင့်လဲဥပဒေစိုးမိုးရပါလဲ အပြစ်ရှိသူအပြစ်ပေးရမယ်လေဟုတ်ကဲ့ဆရာကျွန်တော်တို့ဒီအခုဒီတစ်ခါအပိုင်း၁၁အတွက်ကျွန်တော်ဆရာကိုဆွေးနွေးဖို့မေတ္တာရက်ခံလိုတာကတော့ဒီအခုကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကြားမှာ corruption ရှိတယ်တော်လှန်ရေးဘဏ္ဍာငွေလိုလွှဲသုံးဆောင်မှုရှိတယ်ဆိုတော့ ဟာကလည်းတတော်လေးကိုများနေလေးဟာကျွန်တော်တို့သတိထားမိရတယ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်တကြီးရဲ့အာနာရှင်တွေကလည်းအာနာမလွှတ်ချင်တာဂျူနီစနစ်ကိုကောင်းကောင်းမွန်မွန်တို့အကျိုးရှိဖို့အတွက်အသုံးချမှုဖြစ်တယ်ဆိုတော့သုံးသချက်တည်းရလဲတစ်ဖက်မှာရှိနေတယ်။လွန်ခဲ့တဲ့ရစ်ပိုင်းအတွင်းမီဘောရဲ့ဝကြီးချုပ်ဖြိုးချမှုကလည်းဂျူနီစနစ်တည်းဒါအချင်းပြတ်ချဆမှုတွေကဖြစ်နေတယ်။ဆိုတော့ကျွန်တော်တို့တော်လှန်ရေးကာလမှာတစ်ဖက်မှာ ဒါစနီကောင်းအတွက်ဥတည်နေတဲ့အင်အားစုတွေဖြည့်တဲ့အတွက်ဒီကျူးနီစနီနဲ့ပတ်သက်ပြီးမှဘာတွေတတိထားတဲ့ဘလောက်အန္တရာယ်များတယ်လဲဒီဟာကိုဒီတိုင်းဆက်တယ်လို့ရလားဒီဟာနဲ့ပတ်သက်ပြီးမှဆရာအာဆွေးနွေးပေးပါဦးခင်ဗျာဟုတ်ပါပြီကျွန်တော်တို့ဆွေးနွေးနေလည်းပဲကျွန်တော်မျှဝေခံစားလို့ရတယ်ဒီလိုပြကျူးနီစနစ်ဆိုရဲဆိုင်တော့ရောအုပ်ချုပ်မှုစနစ်ပေါ့အဲ့လိုလေးမြန်မာလူတွေတုံးလဲရအောင်အဲ့တော့အုပ်ချုပ်မှုစနစ်ကိုစမ်းသပ်ခံရတယ်ဒီလိုလေးကျွန်တော်ပြောခင်ဗျာစစ်တော့တိုက်တယ်တိုက်လို့နိုင်တယ်မျိုးရီရယ်တိနေတယ် တည်နေပဲအခုတော့မှရှေ့ကောင်စီကသူ့ရဲ့ယူကော့ဘွေးရ120မြို့နယ်တော့မလုပ်နိုင်ဘူးလေအဲတော့အဓိကတော့တော်လင်းဖွဲ့ရတော်တော်များများတိတ်တာတယ်အုတ်ချူကြီးခြားကြတာပေါ့အဲဒီအုတ်ချူကြီးကအကြီးကျယ်စိန်ခေါ်ခံရတယ်အစင်တိုင်းမှာပဲပြောလို့ရတယ်ဒါအပြစ်တင်တာမဟုတ်ဘူးလေဟိုပြည်တွင်း85နဲ့တမိုင်းကိုပြန်ကြည့်ရင်ကျွန်တော်တို့ဒေါ်လာရေးဘက်ကနေပြီးတော့အုတ်ချုပ်ရေးကိုစနေတကြလေ့လာပြီးတော့ချမှတ်ကျင့်သုံးတာမျိုးအားနည်းတယ်ဗျာဒါတခုနော်နောက်ပြီးတော့ဥပဒေနဲ့ပေါင်းစပ်ပြီးတော့ အထူးသဖြင့်ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေကိုကင်ပြီးတော့အဲ့ဒါနဲ့အုပ်ချုပ်တယ်ဆိုတော့အတွေ့အကြုံကလုံးဝမရှိဘူး။ဒါဒီကောင်းဆောင်တွေအားနည်းချက်ကိုဒီပြောရမလို့ဒီဒေါ်လာကြီးကတည့်တိုင်းပဲထုံးစံတဲ့ရှေ့ရီကိုအဓိကဥစားပေးတယ်လေဗျာ။အုပ်ချုပ်ရေးကရှေ့ရီကိုပံ့ပိုးတဲ့အုပ်ချုပ်ရေးမျိုးသဘောမျိုးဖြစ်သွားတယ်။အဲအခုတော့ဒီလိုသွားလို့မရတော့ဘူး။ဒီတော့မသိနိုင်တဲ့မျိုးတွေဒီတာတွေအများကြီးတင်ထားတဲ့အခါကျတော့ကျွန်တော်တို့ကတိကျတိုက်တွန်းလာ Constitution background ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ background ကိုကင်ပြီးတော့မှ ဟုတ်ချို့ရေးပေါ့ခမောင်းနိုင်ပြောလေဂျိုးနီစနစ်ကိုတရားကောင်းနေဖို့လို့ဒါပေမဲ့အခုအချိန်ထိတော့ဥပက္ခပြုထားခံရတယ်ကျွန်တော်ဒေါ်လာရင်းဘက်ကနေပြီးတော့မှ1990ကနေစတင်ရေးဆွဲပြီးတော့မှအခုနှစ်ပေါ့ဇန်နဝါရီလ2025ခုနောက်ထိကိုနှစ်ပေါင်း35နှစ်ကာလတော်တဲ့မှာ Constitution ၄ခုပေါ်ခဲ့ပြီးပြီအဲ့ဒါပါလေ NCUB ရဲ့ first draft နောက်တစ်ခါ FCDCC ရဲ့ second draft နောက်ပြည်သူ့ကိုယ်စားလှယ်များကော်မတီ Federal အတွက်ဖွဲ့စည်းထားတဲ့ ကောမဒီလို့ခေါ်တဲ့ PR chef ကပြုစုထားတဲ့တန် drop ဖြစ်တယ်။အဲဒီ drop ဒီသုံးခုလုံးရဲ့အကောင်းဆုံးဟာတွေထုံနှုတ်ထားပြီးတော့မှပေါ်လာတဲ့ Federal Uri Gallery ကအစိုးပြုပေါ်လာတဲ့စံပြု Federal Fuji အုပ်ချုပ်ပုံရှိတာဥရိရှိတဲ့၄ခုရှိနေပြီ။အဲဒီတော့အဲဒီ၄ခုကဆက်ဆံမှုရှိရဲ့ထူးခြားမှုရှိရဲ့ဘယ်လိုဆက်ဆံမှုရှိတာလဲဆိုရင် NCU ဖက်ဒရယ်ဖွဲ့စည်းပုံပရမတ်မူကြားနေပြီးတော့မှ FCDCC ဒုတိယမူကြားကတည့်ရိတ်မိတ္တူကူးပြီးတော့ဆက်ခံထားတဲ့ပြည်ရန်ချက်ပေါင်း34ချက်ရှိတယ်ဒီနှစ်ခုဆက်ဆက်တော့ပြောတော့เนาะနောက် တစ်ခါအဲ့ FCDC ကနေတည့်ရိတ်ဆက်ခံပြီးတော့ PRCF ဖွဲ့စည်းပုံထဲမှာထည့်သွင်းပြည်ရန်ထားတဲ့ပြည်ရန်ချက်ပေါင်းလဲ21ချက်ရှိတယ်ဒါဒုတိယတစ်ခုတတိယတစ်ခုက NCU ပြည်ရန်မူကြားပါမူရင်းပြည်ရန်ချက်တွေကို FCDCC ဒုတိယမူကြားနဲ့ ပီယာစီရဲ့ဖွဲ့စည်းပုံတော့တူညီစွာအချင်းချင်းဆက်ကန်တာတဲ့ပြောင်းလဲချက်ပေါ့73ချက်ရှိတယ်အဲ့ဒါအတိအကျပဲကျွန်တော်ဒီစီရီဆက်လုပ်တာပြီအဲ့တော့ဒီဖွဲ့စည်းပုံတွေကတစ်ခုနဲ့တစ်ခုဆက်သက်မှုတွေရှိတယ်တစ်ခုချင်းစီမှာလည်းထူခြားချက်တွေရှိတယ်ချိန်မကောင်းစရာပါဆိုဒီဖွဲ့စည်းပုံတွေ35နှစ်တွင်ဒေါ်လာရင်းဘက်ကဒေါ်လာရင်းဖွဲ့စည်းပေါင်းလို့ရွေးချယ်တင်မြှောက်ချင်းခံရပုံကိုယ်ကြီးမနေ့လူလူအသင်းဖွဲ့တွေအများကြီးပဲပါဝင်ပတ်သက်ပြီးတော့သူတို့ဆန္ဒပါလို့ထင်ရပေါ်ပြပြီးတော့ခေဆက်ဆက်လုပ်ခဲ့တဲ့ဖွဲ့စည်းပုံ၄ခုလုံးက ပြစ်ပယ်ထားခြင်းခံရတယ်။တရားဝင်တိကျတုံးတာမရှိဘူး။ဆိုတော့ဘာမှကြုံမရှိဘူး။အဲ့တော့ခဏိအချိန်မှာသက်ဆိုင်နိုင်ငံကြီးကောင်းဆောင်တွေအားလုံးကပြန်စဉ်းစားကြစေခြင်းနဲ့အုပ်ချုပ်ရေးကိုခင်ဗျားပြောလို့ကျိုးနီစနစ်ကိုခင်ဗျားမင်းအောင်နိုင်တို့အဖွဲ့ရဲ့တာအောင်100%တာအောင်လုပ်လို့ရတယ်။ဒါဒီတိုင်းတော့မရတော့ Constitution လမ်းကြောင်းကိုတွားမှရတော့မယ် Federal Constitution လမ်းကြောင်းကိုတကယ်ကိုတက်မှရတော့မယ်။အဲ့ဒီအခြေခံကြီးကျွန်တော်ရှင်းပြပါရစေ။အဲ့တော့ကျင့်ပြတ်ချက်ဆမှုကိုမချက်စားပါနဲ့လို့တရားဟုတ်နေမရဘူးကိုကျင့်တရားကောင်းရမယ် ဒေါ်လာရင်းစိတ်တက်မိုးရမယ်ပြည်သူအတွက်နင့်နာခံရမယ်အဲ့ဒီခမရအကောင်းဆုံးကြိုက်တဲ့နိုင်ငံရောရတာတွေတော့ချင်းပြက်ချစားမှုထင်းလို့မရဘူးအဲ့ဒါကိုလူလူတရလုံးကလည်းခရီးအချိန်မှာစဉ်းစားဖို့လိုလာပြီဒီဥစားကကဘာတခွင်လုံးနဲ့ရင်ဆိုင်နေရတဲ့ပြဿနာလုံးနဲ့ပဲတွားလို့ရတယ်တခြားနဲ့တွားလို့မရဘူးခမရဒေါ်လာရင်းစိတ်တက်တာခင်ဗျာအရင်တော့ဒီနီပိုးမှာအာနာအခုအာနာရခဲ့တဲ့ထွက်သွားပြီဖြစ်တဲ့ KB Sharma Ulidu လေအရင်တော့ဒေါ်လာကြီးကောင်းဆောင်တွေပဲ ်စိတ်တက်နဲ့ဆုံးလွန်မှုနဲ့နိနာခံမှုနဲ့တက်လာတယ်။ဒါပေမဲ့ဆရိုင်းတို့ကလည်းလူဆိုတာကသူ့အာနာနဲ့တွေ့တယ်အပြင်မှာဆွဲဆောင်မှုနဲ့တွေ့တယ်လိုက်ကိုတခါလဲခရိုနီတွေကနေပေါ်မှာရှိရပါဘူးအများကြီးကိုလိုက်ပြီးကပ်ပြီးလုပ်တယ်ကြာလို့လည်းရိုင်းတာပေါ့အဲ့ဒါခင်ဗျဘာနဲ့ပဲထိရမလဲဒေါ်လိုင်းစိတ်တက်ဒေါ်လိုင်းတွေးကိုတက်အောင်လို့ခင်ဗျားကြိုက်တော့လို့ခဏပဲရတယ်ဘယ်ပခါမှရမယ်ခင်ဗျားအသက်ဆုံးတက်ရင်အချိန်မှရတယ်သူတို့ခင်ဗျားအာနာရသွားတဲ့အချိန်ကျတော့ တစ်မျိုးဖြစ်သွားနိုင်တယ်လေစဉ်းစားကြည့်ပါအဲ့ဒါကြောင့်ကျွန်တော်ပြောတာ okay ကျွန်တော်မဆန့်ကျင်ဘူးဒေါ်လာရေးတွေးကိုဒေါ်လာရေးယူရင်ချက်ဒေါ်လာရေးပေါ်ခံရင်ချက်ကိုဘောနှစ်နာခံရင်ဂျီတူးအတွက်ပါဆက်လို့တော်မကန့်ကုန်ဘူးအဲတေးကြတာအဲ့ဒါတသက်လည်းမရဘယ်ခံမှမရဘူးလေခင်ဗျာအာနာဆိုတဲ့ထိုင်ကိုထိုင်လိုက်တဲ့အခါမှာဘလောက်ပဲကြီးကြီးဘလောက်ပဲတိတိအာနာထိုင်ကိုဟာလူတွေကိုဖျက်ဆီးတာပဲ အဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့ဟိုကိုကျင်တရားပိုင်းတွေကိုဒေါ်လင်းစိတ်တက်နဲ့တင်တာတစ်ပိုင်းဒါအခြားတစ်ပိုင်းကတော့ဝေးစည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းကြောင်းကိုရှောက်ကိုရှောက်မှရတော့အဲ့ဒါကိုကျွန်တော်ဆက်ဆွေးနွေးပြရတယ်။အဲ့တော့တစ်ပိုင်းကျွန်တော်ဆွေးနွေးမယ်။တစ်ပိုင်းကဘာလဲဆိုတော့ဝေးစည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာပါတဲ့ပြဋ္ဌာန်းချက်တွေထဲမှာမူပိုင်းဆိုင်ရာနဲ့ပြဋ္ဌာန်းချက်တွေကိုမူပိုင်းဆိုင်ရာစံတတ်ချက်တွေကိုပါလေးစားလိုက်နာဖော်ဆောင်မှုလိုတယ်။ဒါကပရောဟိတ်ကျွန်တော်ရှင်းပြကြတာ။ Constitutional Provision ပေါ့။ဖွဲ့စည်းပုံမှာပါတဲ့ ပြရန်ချက်တွေပြီးတော့ principles and norms မူပိုင်းဆိုင်ရာတွေနဲ့စံသားချက်တွေဒါတွေကိုလေးစားလိုက်တာပေါ်ဆောင်မှုလို့ရတယ်။အဲ့တော့ဘယ်လိုဟာမျိုးတွေလဲဆိုရင်ဒီ process check ကပါလဲဆိုတော့ပြည်တော်စုတမရမြန်မာနိုင်ငံဆိုတာအခုမှမြေကြီးပေါ်ပေါ်လာမဟုတ်ဘူးလေ။1948ကလွတ်လပ်ရေးနဲ့တူကလပ်ဘက်ကမှတရားဝင်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာ။အဲ့တော့ခမရတို့ဒေါ်လာရေးအဖွဲ့ကဘယ်လောက်ပဲစစ်တိုက်ကောင်းကောင်းစစ်တိုက်ကောင်းတဲ့အတွက်ကျွန်တော်တို့ကလေးစားသီးမှတ်ပြုတယ် ဒါပေမဲ့ဘယ်တော်ရင်ဖွယ်ပဲဖြစ်ခဏလက်ရှိအခြေမှာပြည်တော်စုတမရမြန်မာနိုင်ငံဆိုရဲဘောင်ဒရီထဲမှာဂျုံဝင်တယ်။ဟေးစေစနာစနာကြည့်ပါနော်။အဲဒီဘောင်ဒရီထဲမှာဂျုံဝင်တယ်။ဒီပြည်တော်စုမှာပါဝင်တဲ့ unit တွေပေါ့ပြည်နယ်တွေပေါ့ဗျာကျွန်တော်နိုင်ငံတက်တည်ဆွ။ပြည်နယ်ဒီမှာနိုင်ငံရေးမှတ်ချက်တွေအမျိုးမျိုးတွေရှိနေတယ်။ Independent နိုင်ငံတည်တော်နိုင်ငံတည်တော်ကျင်တာရှိနေတယ်။ Confederate တောကျင်တာရှိမယ်။ Federal တောကျင်တာရှိမယ်။အမျိုးမျိုးရှိနေတယ်။တေချာရပါလဲဆိုတော့ဘလောက်ပဲဆန္ဒပြင်းပြင်း ဘလောက်ပဲခင်ဗျာတက်ကြီးကြီးရှိရှိလောလောဆယ်အခြေအနေမှာတီချာလွတ်လပ်တဲ့နိုင်ငံတီထောင်လို့ရကိုမရသေးဘူးကျွန်တော်ဆိုလို့ကျအိုင်ဒီယာရှိအောင်စဉ်းစားဖို့လိုတယ်နော်အဲ့ဒါကျွန်တော်ပြောချင်တာကျွန်တော်တို့ဖယ်ရယ်ဥပဒေထောက်ယူခွင့်ဆိုရှင်းနာပြီးတာကိုယ်ပြောပြောင်းခွင့်အောက်မှာအရင်တော့တမန်ကြောင်းရပြည်တော်စုမှာပေါင်ခဲ့ကြတဲ့ unit တွေကခင်ဗျာတီချာနိုင်ငံထောင်မရှိရကျွန်တော်ဥပဒေနဲ့အညီကိုတိမပြူတာဒါတစ်ဖက်ဖြစ်တယ်လောလောဆယ်မှာကျတော့အဲ့ဟာကိုတက်တင်လို့မရသေးဘူး တင်ကြင်အောင်လို့တင်လို့မရဘူး။ဘာလို့ယင်ရှင်းရမလဲဆိုတဲ့အခါကျတော့ပေါ်ဆုံးအချက်ကရှေ့ကိုသွားမဲ့လမ်းကြောင်းအတွက်ဘယ်လိုဖယ်ရယ်ပြောင်စုမျိုးတိဆောက်တင်တယ်လဲဆိုတဲ့အခါမှာဦးစားပေးစမ်းဖို့လိုလာတယ်။ရှေ့ကိုသွားမဲ့လမ်းကြောင်းကိုညှိဖို့လိုတယ်။ကိုယ်သဘောကျတဲ့ဖယ်ရယ်မှာပါပြီးတော့မှဒီဖယ်ရယ်နဲ့အလုံးမဖြစ်ပါဘူးကွာဆိုပြီးတော့အင်ဒီပင်းတဲ့နိုင်ငံထောင်သွားတယ်ထောင်ခွင့်ရှိတာပဲလေ။ဒါအခုလောလောဆယ်သွားမဲ့ကွန်မွန်လမ်းကြောင်းကပါတယ်ဖယ်ရယ်မဖြစ်ရဘူး။တခြားမဖြစ်နိုင်ဘူး။ကွန်ဖက်ဒရေးလည်းမဖြစ်နိုင်ဘူးဆိုတော့ဘာကြောင့်မဖြစ်နိုင်လဲကျွန်တော်ပြောပြတာ။ ဒါတပိုင်းတော့အခုလောလောဆယ်နိုင်ငံကြီးရဲ့ရှေ့ရမှာကတော့ပါတယ် Federal Democracy ဟဲ့လား Federal Democracy ဆိုတော့အခုပြည်သူ့သမဂ္ဂအခုမှကြတာနိုင်ငံကြီးရအရှင်းလင်းလုံးထိမကြဘူးကျွန်တော်တို့တောင်ကြီးမှာခေါင်းဆောင်လုပ်ခဲ့တဲ့အချိန်တုန်းကခင်ဗျား Federal ဆိုတာခွဲထွက်ပြီးပါလားခင်ဗျားဘာကြောင့်ဒါတွေလာဟောနေတာပြည်သက်တွေထွက်သွားတာတွေ့ကြုံနေအများကြီးရှိတာဒါပေမဲ့ခင်ဗျားအခုတော့အောင်းအောင်ဆရာခေါင်းဆောင် Federal Democracy ဆိုတော့ကြာသွားပြီနိုင်ငံကြီးရအများစုကြီးပေါ့ဗျာ အဲ့ဖက်ဒရယ်ဒီမိုစီကိုဘယ်လိုလက်တွေကောင်းထည့်ဖို့မလဲဆိုတာခဏိကျွန်တော်တို့တော်လိုင်းဘက်ကအဖွဲ့အစည်းအကုန်လုံးကညှိရတော့မှအခြေရောက်လာပြီအဲ့ဒါညှိပြီးတော့ရှေ့သွားမဲ့လမ်းကြောင်းကိုဖက်ဒရယ်ဆင့်မှာရှင်းနိုင်တဲ့အခါကျတော့မှဆရာနာရှင်စနစ်ကိုအမိပြုတ်တိုက်ရေးဆိုတာကလက်တွေဖြစ်လာနိုင်တယ်အခုကဆရာနာရှင်စနစ်ကိုတိုက်ကြတိုက်ကြပြီးရင်ငါတို့ကြီးကျက်လုပ်ကြတော့ပေါ့ဆိုတဲ့ပုံစံနဲ့သွားနေလို့ဖြစ်နေပွင့်လင်းပြောရစီအဲ့ဒါဖက်ဒရယ်လမ်းကြောင်းဘယ်လိုသွားမလဲအဲ့ဒါကိုရင်ညှိရနိုင်ငံသဘောတူညီချက်ရှာရမယ်ပြီးတော့မှဆရာနာရှင်စနစ်ကို တိုက်တယ်ဟာပိုအားကောင်းသွားမယ်အဲ့တော့ဆိုလိုချင်တာဒီ article ကပါလေစံပြူ Federal Fuzio ချုပ်ပေါ်ခြေကံဦးရီပုံမှန်ခုနှစ်မှာမြန်မာနိုင်ငံနဲ့ပါရှိတဲ့နယ်မြေတိုင်းဟာဒေသန္တရဆိုတာတွေပေါ့အပါဝင်နယ်မြေတိုင်းဟာပြည်တော်စုတရမြန်မာနိုင်ငံရဲ့ဘုံတရီထဲမှာဂျုံးဝင်နေဒါကြောင့်အဲ့ဒီနယ်မြေတွေကခင်ဗျားတို့ဘလောက်ပဲတီးကြနေနေဥပဒေရနေလို့မရ Federal Fuzio ချုပ်ပေါ်ခြေကံဦးရီအောက်မှာရှိရမယ်ဒါတခုဖြစ်တယ်ကဲဒါဖြစ်ရင်အခုမူရီရှိရမယ် အဲ့ဒီမူတွေကို law enforcement အတင်းကျတည်ပြုရမယ်ဒီနှစ်ခုကစဉ်းစားရမယ်အဲ့တော့မူထဲမှာကမူမလိုက်နာလို့ချိုးဖောက်ပြီးဆိုရင်အတင်းကျတည်ပြုရပါအေးယူမယ်လေအေးယူတဲ့အချိန်မှာအေးယူခံရတဲ့ပုဂ္ဂိုလ်များရဲ့အခွင့်အရေးတော့ရှိရမယ်အဲ့တော့စံပြူ Federal Fugitive ကျုပ်ဝန်ခြေခံဥပဒေပုံမှန်20တခုနဲ့တရားစွဲခြင်းခံရပါကအဲ့ဒီပြင်းမှုနဲ့ဆွဲဆိုထားကြောင်းကိုနှောင့်နှေးခြင်းမရှိကြားသိစေရမည် reason of arrest ကိုခေါ်ပါတယ်အိန္ဒိယမှာဆိုအတိအလင်းပြန်လာတယ် ခမရေရဖန်နေဖန်နေရှိမှာလေခင်ဘာကြောင့်ဖန်တယ်လဲဆိုတာရိစရမယ်ဖန်ဖန်ပြီးချင်းမှာခင်မြန်စုအခြေကာလတော်တက်မှာစစ်စစ်ကြနာရမယ် try ရတော့မြန်စုစစ်စစ်ရမယ်တတိယချက်ကတရားဆွဲဆိုခြင်းခံရသူရဲ့ဆန္ဒနဲ့စန့်ကျင်ပြီးတည်တည်ထွက်ဆိုအတင်းကြပြုခြင်းမခံကြရတင်းကြခင်မတည်တည်ဖြစ်ထွက်ဆိုပါလို့ပြရပြလို့မရဘူးသူတည်တည်ဖြစ်ထွက်ဆိုရင်ထွက်ဆိုမယ်မထွက်ဆိုခြင်းနဲ့နေမယ်ဒါသူ့ရဲ့ခွင့်ရေးဖြစ်တယ်နောက်တစ်ခါ နံပါတ်၄ချက်ကဥပဒေနဲ့အညီခုခံခြေပါကိုရင်အပြည့်အဝရှိစေရမယ်။ပြီးတော့နံပါတ်၅မှာတရားဆွေးဆိုရင်ခံရကိုစားဂျိုးဆောင်ရှိနေငရန်ထုကိုထူးကြေခွင့်ပေးရမယ်။အဲ့ဒါတွေကိုတော်လန်ရေးဆိုပြီးတော့မှအာတော်လန်ရေးကာလအတွင်းမှာပဲကွာမင်းတို့ငါတို့တရားဆွေးတာဘယ်ရှိနေစီစဉ်ပေးနိုင်မလဲ။ဘာဖြစ်လို့စီစဉ်မပေးလဲ။မြန်မာနိုင်ငံမှာရှိနေရောအများကြီးပဲခင်ဗျ။ရှိနေတိုင်းနိုင်ငံရှိတဲ့ပုံစံတွေအများကြီးပဲခင်ဗျ။စီစဉ်ပေးရမှာပေါ့အဲ့တော့ဘယ်သူပဲအခန့်အခန့်ဒါတို့တို့ရဲ့အခွင့်အရေးပဲဆိုပြီးတော့ တောင်းဆိုခွင့်ရှိရမယ်။ဘာနဲ့ကိုင်ရဒါ constitution constitution မှာပြောင်းထားတယ်ဒီလိုအခြေအနေမျိုးနဲ့တွားရမှာဖြစ်တယ်။ကေနော်လလမ်းညွှန်မှုတစ်ချက်အဲ့ဒီမှာလမ်းညွှန်အခြေခံမှုများအခန်းတက်မှာအဲ့ဒါကတော့ PRCF ကယူထားတယ်။ PRCF က Federal အတွက်ပြည်သူ့ကိုယ်စားလှယ်များ comedy လူလူကရွေးချယ်တင်မြှောက်ခြင်းခံထားတဲ့ကိုယ်စားလှယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ comedy အဲ့ comedy တွေက direct copy ယူထားတာပါ။အဲ့တော့အဲ့ဒီမှာ တွေ့လျင်ပြည်သူလူနဲ့နိကဆုံဆိုရဆိုတာဗာလေဒေဇန္ဒရဆိုရတွေပြောတာပြည်သူလူနဲ့နိကဆုံဆိုရတွေကိုရက်ွက်ကြီးဟာအဲ့လိုတော့မစင်တာလေကျွန်တော်တို့ပြည်နယ်ထဲမှာပြည်နယ်ဖြစ်မယ်ပြည်နယ်ပြီးရင်တော့အစိုးရဖွဲ့တာဗာလေဒေဇန္ဒရပဲရှိတာအဲ့ဒေဇန္ဒရဗာလေတချို့လူကြီးများတဲ့နေရာမှာခရင်ရှိအရှင်ရှင်ရှိမယ်တချို့လူကြီးနေတဲ့နေရာမှာကြာမြို့နယ်အဆင့်မှာရှိရှိမယ်အဲ့လိုဒေဇန္ဒရလို့ခေါ်တာအဲ့တော့ ကဲကောင်းပြီခင်ဗျားတို့ဒေသန္တအရှိုးရတွေအပါဝင်တော့ဒေသန္တတွေမှာရှိတဲ့လူလူတွေဟာတရားသဖြင့်ရှားဖွေရရှိထားတဲ့ပုဂ္ဂလိကပိုင်ပစ္စည်းဖြစ်ရတယ်ဟော legal အရင်မှာဒါသိကောင်းတယ်မှုဖြစ်သွားတယ်တစ်ဖက်ကအဲ့မှာဌာနတိုင်းသားတွေရဲ့ပစ္စည်းပိုင်ဆိုင်မှုကိုအတိမတ်ပြုတယ်အဲ့တော့ခင်ဗျားတို့ဒေသန္တဆိုတော့ဆိုလို့ချင်လို့လို့မရဘူးဒီနေရာမှာရည်ရွယ်ထွက်နိုင်တယ်ခင်ဗျားတို့နေရာကိုသူတို့ကဒေါ်လာရင်းကျိုးစီးပွားတဲ့တိန်းနဲ့တွက်လို့လို့မရဘူးအဲ့တော့တရားသဖြင့်ရှားဖွေရရှိထားတဲ့မြေဖြစ်ဖြစ်မယ် လေဖြစ်ရင်ဖြစ်မယ်အဲ့ဒါကိုဒေတာကလူတော့ပိုင်နေဆိုရင်ဒါကိုလက်ခံဖို့လိုတယ်ဒေတာကဒေသနာအာဏာပိုင်တွေကဒေသနာအာဏာပိုင်ကြီးကိုယ်တိုင်လက်ထက်မှာအလားမြေခွက်တွေရှိနေပြီငူတွေရှိနေပြီအပူရှန်တွေရှိနေပြီဆိုရင်အဲ့ဒါခင်ဗျားတရားတစ်ဖြင့်ရှာဖို့ရရှိတာဟုတ်လားဆိုတော့ခင်ဗျားရှင်းရမယ်နိဘယ်ကနေရလဲခင်ဗျားပုံဝင်တရဝင်ဘယ်လိုရလဲခင်ဗျားလက်ထက်မှာပုံဝင်တရဝင်ကြီးက3သိန်း5သိန်းဆိုကြပါဘူးဒါပေမဲ့ ခင်ဗျားလက်ထဲမှာဘီလီယံနဲ့ချီရှိတဲ့ကြက်သိန်းတွေရှိနေခင်ဗျားပါနေရှင်းရှင်းရမယ်နိတရားသွင်းရှာဖွေရရှိထားရဆိုတာလူလူတွတ်တယ်မဟုတ်ဘူးလူလူအုပ်ချုပ်တဲ့လူတွေတွတ်ပါသူခင်ဗျားထိုင်းမှလေ့လာကြည့်တယ်ဝန်ကြီးတယောက်ဖြစ်တက်မယ်ဆိုကိုဝန်ကြီးစီစင်းကိုကြီးညာရတယ်ဝန်ကြီးထွက်တဲ့အချိန်မှာဒီနေ့ခုဌာနချက်လုပ်တယ်ခင်ဗျားကြီးကျယ်များနေပြီဆိုရင် National Counter Corruption Commission ကရှိတယ်သူကရေးယူသွားမယ်ကျွန်တော်ဘာကြောင့်လုပ်လို့မရလဲ ။ဒါကြောင့်ကျွန်တော်တို့ဖွဲ့စည်းပုံမှာဘီယာရှဲမှာပါလာပြီးသားတရားသဖြင့်ရှားဖွေရရှိထားသောပုဂ္ဂလပစ္စည်းတွေအဲအုတ်ချူရနာပိုင်းနဲ့ဆိုင်နေအုတ်ချူတူတူနဲ့ဆိုင်နေအဲ့တော့ဒီလိုအခြေအနေကနေပြီးတော့မှဟိုစီစေးရမယ်ဆိုတာစီစေးပုံအသေးစိတ်အသေးစိတ်ကိုလည်းပြလန်းလာတယ်။အဲ့ဒါအပြင်းမကောက်ဘူး affirmative action လို့ခေါ်တယ်။အဲ constitution ရှိလာမှဒါတွေကခင်ဗျာ ကောင်းတယ်ပေါ်လို့ရတာ။ဟိုမူလေးချပေးလိုက်ဒီမူလေးချပေးလိုက်ဟိုမူတစ်ခုနဲ့တစ်ခုလည်းဆန့်ကျင်နေအဲ့လိုတော့မရဘူး။ Constitution ဆိုတော့ရှေ့နောက်ဆန့်ကျင်မှုနဲ့အောင်လုပ်တာ။အဲ့တော့ဒန်းနုအခွင့်ရေးပေါ်ဆောင်တယ်။အဲ့ဒါဥပဒေစိုးမိုးရေး။ဒန်းနုအခွင့်ရေးပေါ်ဆောင်တဲ့ပြင်အင်အားနေပါတဲ့ဖွံ့ဖြိုးနောက်ကျကြံနေတဲ့ဒုနည်းစုအတွက်ကိုလည်းအထူးစီမံဆောင်ရွက်ချက်တွေလုပ်ပေးရမယ်။အကောက်ပေးရမယ်။ Affirmative action လို့ခေါ်တယ်။ဒါကဒန်းနုတယ်ဗျ။ ခင်ဗျားနဲ့ကျွန်တော်နဲ့အတူစီဝါရှာမယ်အဲ့မှာခင်ဗျားလက်ထက်မှာအရင်းကြီးကအမေရိကန်ဒေါ်လာတထောင်လောက်ပဲရှိတယ်ကျွန်တော်လက်ထက်မှာအရင်းကြီးကအမေရိကန်ဒေါ်လာတသိန်းလောက်ရှိတယ်ခင်ဗျားတိုင်းရင်းသားလူနေစုလीကျွန်တော်ကခရိုနီကြီးတယ်ဗျအဲ့လူတန်းတူနဲ့တွားလို့မရဘူးစရရဲ့ဓာတ်မတူတာကိုဓာတ်တူလို့ပြီးအတင်းထွက်တာဩဒီလိုအခြေခံနေရနေညှိရတော့ဒါမူဝိုင်းဆိုင်ရာတွေဖြစ်တယ် ော်သဘောပေါက်ညင်နဲ့ပတ်သက်ပြီးတော့လည်းပဲခင်ဗျားတို့ရဲ့ဒီတန်တော်အုပ်ချုပ်ရေးပုံကိုယ်ရကျွန်တော်တစ်ဖက်ကအခွန်ကောက်ဖို့ယူရမရှင်းသားနဲ့ခင်ဗျားအခွန်ကောက်ရင်ဘာတွေထိခိုက်နိုင်လဲသဘောပေါက်ညင်ဘလို့ထိခိုက်နိုင်လဲဆိုးကျိုးတွေဘလို့တွေ့နိုင်လဲဆိုတဲ့ဘက်ကနေစဉ်းစားဖို့လိုရယ်ဖွဲ့စည်းပုံမှာပြရန်ချက်တွေနဲ့မူဝိုင်းဆိုင်ရာတွေတိုင်နိုင်ဖို့လိုရယ်အပြင်အဲ့ဒီမှာဖွဲ့စည်းပုံမှာပါတဲ့ပြရန်ချက်မူဝိုင်းဆိုင်ရာတွေကိုမလိုက်နာဖောက်ပြက်ခဲ့တည်ရှိတော့ဘလို့ရေးယူမလဲအဲ့လိုမျိုးပြင်ကျွန်တော်အဲ့ဒါနဲ့ညီကိုချော်ချော်နေမယ် ဒါဒါဆိုရင်ခုငူကိုမလိုက်နိုင်ဘူးဆိုဘယ်လိုအကြည့်ယူမလဲဆိုတဲ့ဟာပိုင်းရောဆရာဒါတော့ကျွန်တော်တို့ဆွေးနွေးပြပါခင်ဗျာကောင်းပါရဲ့အတူတူပါပဲ constitutional provision ဖွဲ့စည်းပုံပြဋ္ဌာန်းချက်တွေရှိတယ်ပြီးတော့ဖွဲ့စည်းပုံကမူပိုင်းဆိုင်ရာတွေချမှတ်ပေးရတယ်စန္ဒချက်တွေချမှတ်ပေးရတယ်လိုက်နာရမယ်သို့သောမလိုက်နိုင်ရင်ကံပါလို့နေဆိုတော့တင်းကျပ်တည်ပြရမယ် law enforcement အဆိုင်မှာ ကျွန်တော်တို့ဒေါ်လာရေးဘက်ကပို့ချို့မှုတွေမှာအများဆုံးအနည်းချက်ကအဲ့ဒီမှာတွေ့ရတယ်ကျွန်တော်မြင်တာကမလိုက်နိုင်ရင်အရေးပေါ်ယူနေရဟိုရှေ့ပိုင်းမှာတော့ပါရာပီတာခင်ဗျားရေးယူခံတဲ့လူတယောက်ကပြုံးဆိုင်နေပတ်သက်သူ့မှာဘာအခွင့်အရေးဘာအခွင့်အရေးရှိတယ်အဲ့ဒီအခွင့်အရေးအောက်ကပါဗျာဘယ်လိုရေးယူမလဲဆိုတော့ရေးယူနိုင်တဲ့ mechanism တစ်ခုလုံးဝ federal ပြည်အောင်စုမှာရှိနေရတခုလုံးကကရေးယူနိုင်တဲ့ရန်ရဲကိုပတ်မိုးထားရဖြစ်ရတယ်ဒေသနာကိုကိုသွားစင်အောင်လို့မရဘူးဒေသနာကိုကိုတဲမှာတိုက်ဒေသနာတဲမှာကဟိုလက်နဲ့ကင်တက်ရှိတဲ့ လည်းအရင်ကောင်းတဲ့အဖွဲ့ကကြီးဆိုးနေတာ哦အဲ့တော့သူတို့ကခင်ဗျချိုးဖောက်နေဆိုဘယ်လိုလုပ်မလဲအဲ့တော့ဒီ Federal ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနောက်ကနေပြီးတော့ Federal တစ်ခုလုံးရန်ရဲယူစဉ်းစားရမှာပဲအဲ့ဒါကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့က PRCF ကဖွဲ့စည်းပုံပြည်သူ့ကိုယ်စားလှယ်များကော်မတီက Federal အတွက်မူကြမ်းရေးထားတဲ့ဖွဲ့စည်းပုံတွေမှာကောင်းတဲ့ချက်လက်တွေပါတယ်အဲ့တော့ဗာလဲဆိုတော့ခင်ဗျဒေသန္တရအစိုးရတွေက မာဗျော်ရီချမှတ်တဲ့ခါကျတော့ရှေးရေးဆိုင်ရာတခုလည်းမဟုတ်ဘူး။ဘာပြောပါ့မလဲ။လူလူအတွက်စီးပွားရေးဆိုင်ရာလုံခြုံမှု၊လူငွေဆိုင်ရာလုံခြုံမှု၊နိုင်ငံရေးဆိုင်ရာလုံခြုံမှု၊သဘောပေါင်းခြင်းလုံခြုံမှု၊သဘောအရင်းမြစ်နဲ့စွန့်ရင်လုံခြုံမှု အဲ့ဓာတွေကိုပါကာပါဖြစ်စေတဲ့ဟာမျိုးတွေကိုမူဝါဒမျိုးတွေကိုချမှတ်လိုက်တာပေါ်ဆောင်ရမယ်ဒါတီတန်ကဆိုရရင်လည်းရနှုံးပြီးသက်ဆိုင်တာပဲအဲ့တော့တစ်ချိန်ထဲမှာဖက်ဒရယ်ဘီယွန်ကဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရဘာတွေရှိနေရမလဲဒီပိုင်းနဲ့လည်းရှိနေရမယ်ဖက်ဒရယ်ဆက်မှာပါလဲဖက်ဒရယ်ဘီယွန်စုလက်နက်ကင်တပ်ဖွဲ့တွေရှိမယ်အမျိုးသားလူမျိုးရေးဆိုင်ရာစီမံကုလဲကဲမှုတွေရှိမယ်ဒါရှိနေရမယ်ဖက်ဒရယ်ဝန်ရှိနေရမယ်ဖက်ဒရယ်ကဒေသခံလက်နက်ကင်တပ်ဖွဲ့ကိုကြောက်ရတဲ့အခြေအနေမျိုးမဖြစ်အောင်လေဖက်ဒရယ်မှာသူဝန်ရှိနေရမယ် none of our federal bureau tamro for a တို့ဆောင်ပိုင်ခွင့်ရတယ်ဖက်ဒရယ်မှာရှိနေရတယ်တချိန်ထဲမှာဖက်ဒရယ်မှာဖက်ဒရယ်ထောက်လိုင်းရှိရတယ်အဲပြည်နယ်ရွာသူ့အနေနဲ့သူပြည်နယ်ထောက်လိုင်းရရှိမယ်ဖက်ဒရယ်မှာလည်းသူဖက်ဒရယ်ထောက်လိုင်းရှိရမယ်ဖက်ဒရယ်ရဲတပ်ဖွဲ့ရှိရတယ်အဲဂျူရီဒစ်ရှင်လို့ခေါ်တဲ့အရေးယူပိုင်နေနေပြီးကိုခွဲရမယ်ဘယ်ကိစ္စတော့ဖြစ်ရင်ဖက်ဒရယ်ပေါင်းနေသွားမယ်ဘယ်ကိစ္စတော့ဖက်ဒရယ်ပြည်နယ်ပေါင်းနေသွားမယ်အဲလိုခွဲကြောင်းရှိတဲ့ပြည်မှာတချိန်ထဲမှာဖက်ဒရယ်မှာအားကောင်းတဲ့ဖွဲ့စည်းမှုတွေရှိနေဖို့လိုတယ်ဒါဖြစ်ရင်ဘေဟာကပုံတိကကြလာတယ်ခုနပြောတဲ့ဖက်ဒရယ်မှာအားကောင်းတဲ့တပ်ရဲတပ်ဖွဲ့ထောက်လိုင်းရရှိနေပြီးတချိန်ထဲမှာတရားရှိ ှင်ရေးလေအဲ့တော့ဆန်ပြူဖက်ဒရယ်ဖွဲ့စည်းချုပ်ဝန်ရှိကံဦးဒီပုံမှန်151မှာပေါ်ပြရတယ်ဖက်ဒရယ်တရားလို့ဆိုရရှင်ပိုင်းဝါအနာဘာတွေလဲတက်ကတော့ဗာလဲပြည်နယ်ချင်းကြားမှာဖြစ်ပေါ်တဲ့အငင်းပွားမှုတွေကံဖက်ဒရယ်တရားလို့ဆိုချုပ်ကအကုန်လုံးမှာယူပါရှင်ပါအနာပြီးမထားဘူးဘာကြောင့်လဲပြည်နယ်ကြီးအချုပ်ချာလာပိုင်းတယ်ဒါကြောင့်ဖက်ဒရယ်တရားလို့ဆိုချုပ်မှာပြည်နယ်ကြီးကလွှတ်အပ်ပေးထားတဲ့အနေဆုံး6ချက်9ချက်ပေါ့အဲ့တော့ဘယ်ဖက်ဒရယ်တရားလို့တော်ကြုံမှာအာဏာရှိပဲဂျန်နာရီကပြည်နယ်တရားအုံကြုံမှာရှိသွားတယ်အိုင်ဒီယာရှင်းဖို့လိုတယ် အဲ့တော့နံပါတ်နှစ်ဆိုရင်ဘာတွေပါလဲပြည်နယ်တစ်ခုရဲ့ပြည်နယ်သားများနဲ့အခြားပြည်နယ်တစ်ခုရဲ့ပြည်နယ်သားများကြားမှာဖြစ်ပွားတဲ့အငင်းပွားမှုနဲ့မှုရင်းနေအဲ့ဒါများသောအားဖြင့်ဒေသအစိုးရနဲ့ဆိုင်သွားတာပေါ့ဘိုးဘက်ပြည်နယ်နဲ့ဒီဘက်ပြည်နယ်တစ်ခုကြားထဲမှာအငင်းပွားပြီ ပြည်နယ်ရှင်းရင်းပွားတော်မူပြည်နယ်သားနဲ့အခြားပြည်နယ်တို့ရဲ့ပြည်နယ်သားကြမှာဖြစ်ဖြစ်ပွားတယ်နောက်တစ်ခါပြည်နယ်သားနဲ့အခြားပြည်နယ်အုပ်ချုပ်ရနိုင်ပိုင်းဖွဲ့ကြမှာရင်းပွားတယ်ဒါဒီဆိုရင်တော့ဖက်ဒရယ်နဲ့ဆိုင်သွားပြီနောက်တစ်ခါဒေသနာနဲ့ဆိုင်တဲ့အရာရှိနေသေးတယ်အဲ့ဒါပါလဲဆိုတော့ရှစ်ဖက်ဆိုင်ရာခုံရုံးတွေကဒေသံပြည်ထောင်စီရင်းပေါ်မှာယူဝန်စီမံအနာခြေတော်မှုကဒေသနာအနာပိုင်းနေဘယ်အနာပိုင်းမဆိုဘယ်နိုင်ငံသားမဆိုရှစ်ဖက်ဆိုင်ရာခုံရုံးကဒေသံစီရင်တာရှိနေတယ်အခုလောလောဆယ်ရှိရင်တတ်မလို့အိုးအိုးရာဆိုရင်တော့လည်းယူဝန်တက်ခွင့်ရမရောင်းနိုင်ရှိပဲရ ောက်သွားတာဆိုတဲ့အခါကျတော့ကျွန်တော်တို့မှာ1949ဖွဲ့စည်းပုံခြေအောင်ဥပဒေနောက်ကနေပြီးတော့1959တက်မတော်အဥပဒေရဆိုရင်အယူခံရှင်ဘန်ဝါနာကိုကျင့်သုံးတာတရားလွတ်တော်ကျုပ်တရားကြည့်ကျုပ်လက်ထဲမှာရှိတာစစ်တပ်လက်ထဲမှာမရှိဘူးအဲ့ဒါကြီးပြန်ပြောရအောင်လေအဲ့တီတန်ရှင်ရလောက်အောင်ပြုမှုကြီးတွေတီတန်ရှင်ဝင်တဲ့ခဏချိန်မှာညောင်နေငောင်ရှိတီစဲဥတွေအခြေဝင်ရှိတယ်တီတန်ပြစ်တန်ချမှတ်တာလည်းရှိတယ်အဲ့တီတန်ပြစ်တန်ကိုရှစ်ခုံရုံနေကြဘလို့ မယ်ဆိုတဲ့ကမ္ဘာကနေ့အချင်းကြီးကျွန်တော်ဒေါ်လာရေးဘက်ကရှင်းရှင်းလင်းလင်းရှိဘူးအဲ့ဒါဖက်ဒရယ်ဖွဲ့စည်းပုံရှိတာပဲအဲ့တော့ဖက်ဒရယ်ဖွဲ့စည်းပုံလည်းရှိရမယ်ပြီးရင်တပ်မတော်ဆိုင်ဥပဒေလည်းရှိရမယ်အဲ့ဒါအရာဆိုရင်နောက်ဆုံးအယူခံစီရင်ဘဏ်ကအနာကိုကျင့်သုံးမဲ့ court ကစစ်ခုံမျိုးမဟုတ်ဘူးအဲ့တရားတော်တော်တရားသီးချုပ်ကဖွဲ့စည်းပေးထားတဲ့လူတို့မျိုးပါတယ်တမျိုးပါတယ်တရားတော်တော်တရားသီးချုပ်၃ဦးလောက်ပါတယ် ွင့်သုံးတော့ပါတယ်ပြီးတော့တက်မတော်ဘက်ကအရာရှိကြီးဖရဲဆွေဖရဲတက်မတော်ပါအနည်းဆုံးဘုံကြီးအစ်င်လောက်ကသုံးတော့သုံးရောင်းလားတော့ပါမယ်တချိန်ထဲမှာအပြင်မှာရှိတဲ့လွတ်လပ်တဲ့ဥပဒေပညာရှင်တွေရှင်းနေကြီးတယ်သူတချိုးပါမယ်အဲ့လိုချိုးနေကိုဖွဲ့စည်းပေးထားရမယ်လေတရားလို့တော့တရားစီရင်ဖို့ဖွဲ့စည်းပေးထားရမယ်ဒီလိုမျိုးနဲ့တော့ရမယ်ခုနနံပါတ်6ဖော်ပြထားတဲ့ကုမ္ပဏီကိစ္စတွေဆိုရင်ဒီဒေသနာဆိုရိုင်းနဲ့အများကြီးဆိုင်နေတာပေါ့ ပြဿနာဖြစ်လာရင်ဘယ်လိုရှင်းမလဲအဲ့တော့ခင်ဗျားတို့ကလင်းလေးဒီကင်ထားတဲ့နိုင်ငံခြားကုမ္ပဏီကခင်ဗျားတို့ပဲကြောက်နေရမှာလားသူတို့တက်ဘာအခွင့်အလမ်းတွေရှိရဲလူလူတို့ကဘာအခွင့်အလမ်းတွေရှိရဲဒါကြီးရှိတယ်ဆိုတော့ဒီအခြေခံတော့လို့ရတယ်ပြီးရင် ကော်မရှင်တွေရှိသေးတယ်ဒါဖက်ဒရယ်အဆင့်ဖက်ဒရယ်ဖွဲ့စည်းချုပ်ကိုအခြေခံမှုတွေတော့မှာဒီကော်မရှင်တွေရက်တည်လဲပတ်နိုင်မယ်လေ constitutional institution တွေဖြစ်လာတယ်အနည်းဆုံး၃ခုဆိုင်တယ်ကျင့်ပြချစားမှုတိုက်ဖြည့်ကော်မရှင်ရှိရမယ် နောက်ခွဲခြားမှုပရောက်ရေးနဲ့လူခွေကော်မရှင်ရှိရမယ်။နောက်တစ်ခုကသတင်းချဲ့တဲ့တိပိုင်ကော်မရှင်ရှိရမယ်။အခုဆိုရင်ကျွန်တော်တော်လင်းဘက်ကဒါအောင်တရားဝင်လည်းပတ်တာမရှိဘူးစိတ်မကောင်းကြရပဲ။သတင်းချဲ့တဲ့တိပိုင်ကော်မရှင်ဆိုတာဘယ်လိုခြေခံလဲဆိုတော့ information act ကိုခြေခံတယ်။အဲ့ဒါခင်ဗျားတို့သတင်းစာဆိုင်တွေသိဆိုင်တယ်။အဲ့ဒါပါလဲဆိုတော့နိုင်ငံတော်မှာဥပဒေရပါလဲ state secret ဆိုတာသတ်မှတ်ထားရတယ်။ နိုင်ငံတော်ရှုဝတ်ချက်ဆိုတတ်မှတ်တာပါတယ်။အဲဒီနိုင်ငံတော်ရှုဝတ်ချက်ကိုကျင်းအောင်တတ်မှတ်လိုက်တယ်။အဲဒီနိုင်ငံတော်ရှုဝတ်ချက်တတ်မှတ်ချက်ကလွဲရင်ကျန်တဲ့ဟာတွေအားလုံးအစိုးရလုံဆောင်ချက်တွေအားလုံးကိုလူတိုင်းလူတိုင်းကတရင်မေးခွန်းရှိရမယ်။မီဒီယာဆရာတွေပါပါတယ်။လူတိုင်းကမေးမြန်းခွန်းရှိရမယ်။ ဲ့ဒါကိုကောင်းကောင်းရှောင်းရှောင်းမှာကတရင်ချက်လက်တိပံကိုကော်မရှင်မေးလို့ရတာပေါ့ခင်ဗျာဘယ်ဒီသနာစုကဘယ်မှာရင်းနှီးတူလို့ဘယ်လောက်ထိအောင်ခြားစားနေပြီဆိုတာတွင်ပြောင်းမေးလို့ရတယ်တောင်းရှင်ခံစားထုတ်ပါတောင်းဆိုလို့ရတယ်ဒီပေါင်းရှင်ကြီးဖန်နေပြထားမှာပေါ့နောက်ဆုံးနေရပြောမယ်ဆိုရင်တော့ဖြင့်လွတ်လပ်တဲ့ဒူရူတင်းဖွဲ့ကြီးဟော အဲ့ခါကလည်းအရေးကြီးတယ်လွန်လည်းလူလူအတင်းဖွဲ့တွေကဖက်ဒရယ်ပြည်အောင်စုမှာအစုအ30လုံး30ဆိုတာဖက်ဒရယ်အစုအရှိမယ်ဒီနယ်အစုအရှိမယ်ဒေသနာအစုအရှိမယ်30မေးမြန်းခွင့်ထောက်ပြခွင့်ကြံပေးခွင့်တောင်းဆိုခွင့်တွေရှိရမယ်လေအစုအအလွှာ30လုံးရအနာလွန်သွန်းပြုမှုစောင့်ကြည့်ထိန်းချုပ်နေရမယ်ဒါဒီအားလုံးကို constitution မှာဖန်တီးပေးလိုက်ရင်ဒီကြီးကြပ်မှုတွေအောက်ကနေပြီးတော့အစင်းစင်သွားရင်အဖြစ်တကယ်ပဲဖက်ဒရယ်ပြည်အောင်စနစ်ကောင်းတစ်ခုရဲ့အခြေခံသူတင်ဖက်ဒရယ်ဒီမိုကရေစီရဲ့စစ်ကောင်း ကျန်တဲ့ကောင်းတစ်ခုရဲ့အခြေခံကိုချမှတ်နိုင်လိမ့်မယ်လို့လုံးဝယုံကြည်ပါတယ်ဗျာတော်တော်ပဲဟုတ်ဆရာဒါကိုနိကုံချုပ်ပေးဖို့တော်တော်မြတ်တရခံချင်တာတစ်ခုရှိပါတယ်အဲ့ဒါတအားရှိရလို့ကျွန်တော်ဖက်ကနေတော့မြင်တယ်ပေါ့အဲ့ဒါဘာလဲဆိုရင်အခုချိန်မှာ ဒီ push ပို့ချေဟောပရစီယာတင်ပြတဲ့အချက်ဒီထေကတခုခုအသုံးပြုခဲ့တည်ရှိတော့အခုဒေါ်လာကြီးကာလအတွင်း push ပို့မတုံးဂျင်းတုံးခင်မှာအချင်းပြချစားမှုဖြစ်ခဲ့တဲ့ဟာဒါတရားလေးလွတ်စပေးတရမေပြုချင်းမှုဒီဒေတန္တရာစီမှာလေရှိအစ်ဒီလိုဥပဒေနဲ့မညီလို့ဆောင်ချက်တွေအားလုံးကိုလက်ရှိတာဝန်ရှိတဲ့သူတွေဟာဆက်လက်ပြုမှတာဝန်ယူရမှာဘာဖြစ်လို့ဆိုတော့အရင် push ပို့ချေကဥပဒေ2000ဆီထဲမှာဆိုနောက်ကြောင့်ပြန်မလာတရားမဆွေးရဆိုတဲ့ဟာရရှိတယ်ဒါမှမဟုတ် ခုခေတ်မှာဒါတွေကခက်မညီဘူးမဖြစ်မနေ transitional justice ကိုဖြစ်ပန်းရမယ်ဆိုတဲ့ဟာမျိုးဖြစ်လာတဲ့အခါကျတော့ဒီ high ဟိုဆက်ဘလို့ဒီဒီပိုင်းအောင်ဘလို့ပြောစင်တာဘာလို့ဆိုတော့အခုချိန်မှာဖြစ်ဖြစ်ပြီးသားဟာဘလို့တောင်းဝန်ယူတောင်းဝန်ခံနိုင်တဲ့စနီးနာစဉ်းစားဖို့လိုမလားအလိုတော့ဗောခမ်းမိတယ်ဘေကောင်းကောင်းမယ်ဒီလိုပြအဲ့ဒါခမ ्या criminal နဲ့ server လို့ခေါ်တာပြင်းမှုဆိုင်ရာနဲ့တရားမမှုဝင်ဆိုင်ရာကိုခွဲခြားစဉ်းစားဖို့လိုတယ်ခမ ्या အယိုးတွန်နေဆိုတဲ့ကကြောက်ဘူးလား ဲ့ဒါဘာပြောလဲဆိုတော့ခမ ्या crime ကျူးလွန်ထားရင်အဲ့ crime ကခမ ्या နောက်မှာတစ်တလုံးပါနေတယ်။တွားပြီးတော့ law နဲ့တွားကန့်တတ်လို့မရဘူး။အဲ့ crime ကိုပြစ်မှုကိုမပေါ်မချင်းခမ ्या တာဝန်မျိုးရှိနေတယ်။ law ကတွားပိတ်ပင်လို့မရဘူး။ဘာကြောင့်လဲဥပဒေစိုးမိုးရေးရပါလေ။အပြစ်ရှိသူကိုအပြစ်ပေးရမယ်လေ။အဲ့ဒါဆိုရင်ခမ ्या ကကုဏပြောလို့ဟလား ဥပဒေတော့ကြောင်းမပြောင်းအောင်ဆိုရင်အခုခင်ဗျာစစ်တပ်ကကျူးလွန်နေတဲ့ဟာတွေကစစ်ကော်မရှင်ကကျူးလွန်နေတဲ့ဟာတွေနဲလာယူမှမဟုတ်ပဲကွန်စတီကျူရှင်အစ်တတစ်ခုပြောင်းလိုက်တဲ့အတွက်သူတို့ကမရှိတော့အစ်တကပြန်စားမယ်အဲ့လိုလုံးဝမဟုတ်ဘူးအဲ့တော့ဗာလဲဥပဒေစိုးမိုးရေးဟာပြင်းမှုကျူးလွန်သူတို့လူတိုင်းတန်းသူရဲ့အခြေခံနေပြီးတော့ပြင်းမှုကျူးလွန်သူတို့ပြစ်ဒဏ်ကိုပေးရမှာဒါကြောင့်ကွန်စတီကျူရှင်းတစ်ခုပေါ်လာရင်တော့ကန့်သက်လို့မရဘူးကန့်သက်လာတော့ဗာလဲ2000ရေဖွဲ့စည်းပုံမှာဆရာနာရှင်တွေကသူတို့ကိုသူတို့လော့လို့ လုပ်ပြထားတာအဲ့ဒါသွားမလုပ်ရဲကွန်စတီကျူရှင်းသွားလုပ်လို့မရနော်နောက်တစ်ခုကပြင်းမှုကျူးလွန်ခံရတဲ့ဒူတီကိုလည်းပဲတရားမျှတမှုရအောင်စီစဉ်ပေးရမယ်ဒါဥပဒေစိုးမိုးရေးအခြေခံတွေပဲဒီအခြေခံတွေနဲ့ပဲသွားရင်ခုနခင်ဗျားပြောတဲ့စိုးရင်မှုကိုစိုးရင်ကြမလို့ပါဘူးအဲ့လိုအဲ့တော့ပဲအတူရှင်းပြပါရစေ